မင်္ဂလာပါခင်ဗျာအမှုပညာဟာယဉ်ကျေးမှုတစ်ခုလုံးရဲ့နှလုံးသားတစ်ဖွဲ့ဖြစ်ပြီးမြမယဉ်ကျေးမှုရဲ့အနှစ်သာရတွေကိုဖော်ညွှန်းရမှာမင်းသားမင်းသမီးနှစ်ပါးသောအခါဟာလေအရေးပါတဲ့နေရာမှာပါဝင်ရရှိပါတယ်ရှင်မြင့်ထပ်ပေါ်မှာလှပစွာ ကပြဖြောပြနေတဲ့နှစ်ပါးသောအခါကို ပကြီးချာများစွာတို့ကသူတို့ရဲ့စုပ်ချက်တွေနဲ့ပကြီးကားများအဖြစ်အသက်ဝင်စေခဲ့ကြပါတယ် DBG ကားတွေဟာမြမအကရဲ့လှပမှုကိုမှတ်တမ်းတင်ထားရုံသာမကအမှုပညာရှင်တဦးချင်းစီရဲ့စိတ်ခံစားမှုရှူရောက်တဲ့အမှုပညာဟန်ပန်တို့ကိုပါထင်ဟပ်စေတယ်လို့ကျွန်တော်ဆိုပြစီမင်းသားနဲ့မင်းသမီးအကဟုလည်းတည်ကြလေနှစ်ပါးသောအကဟာမြမတို့ရဲ့အချစ်လေးစားမှုနဲ့ကြက်တည်ရှိမှုကိုပေါ်ကျူးတဲ့အကတစ်ခုလည်းဖြစ်ပါလေ။ ီအကမှာပြင်းပြသောစိတ်ခံစားမှုထက်နူးညံ့သိမ်မွေ့တဲ့ချစ်ချင်းမေတ္တာနဲ့အပြန်လန်လေးစားမှုကို အလေးပေးဖော်ပြတဲ့အမှုပညာတစ်ခုပါ နှိကွေပြီးလှပလေးလှူရှာမှုတွေညင်သာတဲ့မျက်လုံးချင်းစုံမှုတွေနဲ့လိုက်ဖက်ညီတဲ့ကဟန်တွေဟာဒီကရဲ့အဓိကကျသောလက္ခဏာတွေဖြစ်ပါလေအဲ့ဒီလက္ခဏာတွေကိုပကြီကားတွေမှာရေးဆွဲတဲ့အခါ ပကြီးအမှုပညာရှင်တို့ကဒီတိမ်မွေးတဲ့ခံစားမှုများကိုဖမ်းယူပြီးစ조사ဖော်ပြကြတာကိုအခုကျွန်တော်တင်ဆက်မယ်နှစ်ပါးသွားအကတွေကိုမြန်မာပကြီးပညာရှင်တွေဖော်ကျူးထားတဲ့ပကြီးကားတွေမှာတွေ့မြင်ရမှာဖြစ်ပါလေအဲ့ဒါတွေကိုအခုကျွန်တော်တို့ခံစားကြည့်ကြပါစို့ခင်ဗျာ ပကြီးဆရာတူးချင်းစီဟာနှစ်ပါးသောကဟူသောတူညီတဲ့အကြောင်းအရာတစ်ခုကိုမိမိတို့ကိုပိုင်ဟန်နဲ့ချင်းကပ်ပုံမှာစိတ်ဝင်စားစရာကောင်းလာပါတယ်။ပကြီးဆရာတွေရေးဆက်ထားတဲ့ပကြီးကားတွေကိုကြည့်ရင်ကျွန်တော်မြင်တွေ့မိတဲ့ချင်းကပ်ရေးဆွဲထားမှုတွေကိုကျွန်တော်တို့တွေတတ်နိုင်သလောက်ခွဲခြားပြီးခန်းစားကြည့်ကြရအောင်ပါခင်ဗျာ။ လက်တွေ့ကြသောချင်းကပ်မှုတချို့ပကြီးအမှုပညာရှင်တွေဟာအကရဲ့မူလပုံစံမပြည့်စုံဖို့အတွက်အသေးစိတ်ကြာကြာနာနာရေးဆွဲဖော်ပြကြပါလေသူတို့ရဲ့ပကြီးကားတွေမှာအကသမားများရဲ့ဝတ်စုံလဝိယရဏများမှအစမျက်နာအမူအရာနဲ့လက်ဟန်ခြေဟန်များအစုံတိကျစွာ ပုံဖော်ထားတာကိုတွေ့ရပါလေဒီလက်ရာတွေဟာကြည့်ရှုသူကို အကဖြောပြေးပွဲတစ်ခုကိုကိုယ်တိုင်ကိုကြကြည့်နေရတဲ့ကဲ့သို့ခံစားရစေပြီးမြမအကရဲ့မူလရင်ချိမှုအနှစ်သာရကိုတမိုးထားလေးစားစိတ်ကိုဖြစ်ပေါ်စေတဲ့ဟန်ပါမျိုးနဲ့ချင်းကပ်ရေးဆွဲကြပါလေ။ စိတ်ခံစားမှုအသာပေးချင်းကပ်ရေးဆွဲမှုမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ပကြီးဆရာကြီးဖြစ်တဲ့ဆရာကြီးဦးလွန်ကျွဲကဲတို့သောအမှုပညာရှင်တွေကသူတို့ရဲ့စိတ်ခံစားမှုကိုဦးစားပေးပြီး ရေးဆွဲလေးရှိကြတာကိုတွေ့ရမှာပါသူတို့ရဲ့ပကြီးကားတွေမှာအယောင်သွေးဆူဆူရှုပ်ချက်ကြမ်းကြမ်းတွေနဲ့အကလှုပ်ရှားမှုနဲ့စိတ်ခံစားမှုကိုပုံမူပေါ်လွင်အောင် ဖန်တီးထားလာမြင်ရပါလေ ဒီလက်ရာတွေကို ကြည့်ရှုခန်းစားသူအနေနဲ့အကရဲ့နိစနစ်ကြာနာမှုထက်အကသမားတွေရဲ့စိတ်ခန်းစားမှုနဲ့အမှုပညာရှင်ရဲ့အတွင်းစိတ်ကိုပုံမခန်းစားမိစေအောင်ရေးဆွဲထားတာကိုမြင်တွေ့ခန်းစားရမှာပါ။ စ်သင့်တဲ့ပုံစံမတူတဲ့ချင်းကပ်ခံစားမှုတချို့သောမျက်မှောက်ခေတ်ပကြီးပညာရှင်တွေဟာနှစ်ပါးသောအခါကိုခစ်သင့်အမြင်နဲ့ပုံဖော်ကြပါလေသူတို့ဟာရိုးရပုံစံတွေကို ဖောက်ထွက်ပြီးကိုယ်ပိုင်တွေးခေါ်အယောင်တွေနဲ့ပုံစံများကိုအသုံးပြုပြီးနှစ်ပါးသောအခါကိုရှုထောင့်အသိကနေ ချင်းကပ်ရေးဆွဲကြတာမျိုးပါဒီပကြီးကားတွေဟာကြည့်ရှုသူကိုရိုးရအကအပေါ်မှာအမြင်သည့် အတွေးအသစ်တွေကိုဖြစ်ပေါ်စေပြီးအနုပညာရဲ့နေနမိတ်မဲမှုကိုမိမောင်းထုတ်ပြနေတဲ့ကဲ့သို့ရှိနေတာမျိုးပါအဲ့ဒီလို괴ပြချမ်းသာမှုတွေနဲ့ချင်းကပ်ခံစားထားတဲ့ပကြီးအနုပညာရှင်တို့ရဲ့ဖန်နှမှုတွေကြောင့်ကြည့်ရှုသူတွေဟာနှစ်ပါးသောအကပကြီးကားတစ်ချက်ချင်းစီကနေမတူညီတဲ့ခံစားမှုရတာတွေကိုရရှိနိုင်ကြပါလိမ့်မယ် လက်တွေ့ကျတဲ့ချင်းကခံစားမှုနဲ့ရေးဆွဲထားတဲ့ပကြီကတ်ချက်ကိုကြည့်ရှုခြင်းအပြင်မြမယဉ်ကျေးမှုရဲ့ကြီးကျယ်ခံနာမှုနဲ့နီးစနစ်ကျနာမှုကိုလေးစားတံပိုးထားလို့သောစိတ်များဒူဝါလာနိုင်ပါလေစိတ်ခံစားမှုအသာပြီးချင်းကခံစားပြီးရေးသားထားတဲ့ပကြီကတ်ချက်အနေနဲ့ကတော့အခသမားတွေရဲ့အတွင်းစိတ်နဲ့အမှုပညာရှင်ရဲ့ခံစားချက်တို့ကိုထပ်တူခံစားမိစေကပကြီကားနဲ့ပုံမူနီးဆက်သွားစေနိုင်ပါလေ ခေတ်သစ်ရှူတော့ကနေချင်းကပ်ရေးဆွဲထားတဲ့ပကြီကားအနေနဲ့ကတော့ကျွန်တော်တို့ရဲ့အတွေ့အကြုံလုံစောပေးပြီးရိုးရအမွေနှစ်တွေကိုခင့်နဲ့အညီဘလို့ထိမ့်သိမ်းရှောင်ရှောင်နိုင်မယ်ဆိုတာကိုပေါ်ပြပြီးစဉ်းစားကအတွေးပွားစီမှာပါမြန်မာမင်းသမီးမင်းသားတွေရဲ့နှစ်ပါးသွားကကိုအခြေခံပြီးရေးဆွဲထားတဲ့ပကြီကားချက်တွေဟာမြန်မာယဉ်ကျေးမှုရဲ့ကြွယ်ဝမှုကိုပေါ်ပြနေုံသာမကအမှုပညာရှင်များစွာတို့ရဲ့ ကွဲပြားခြားနားတဲ့ရှုထောင့်နဲ့ဗန်နီနိုင်စွမ်းတို့ကိုပါပြသနေပါလေပကြီးကတစ်ချက်ချင်းစီဟာသူတို့ရဲ့ကိုပိုင်ဇလန်းကိုပြောပြနေပြီးကြီးစုသူနဲ့မြမအမှုပညာရဲ့နှက်ဆိုင်မှုအလှတရားလေးကို စီမျောစီပါလေဒီလက်ရာတွေဟာမြမအမှုပညာရှင်တို့ရဲ့အမွေနှစ်ကိုဆက်လက်ထိန်းသိမ်းပြီးမျိုးဆက်သစ်များထံလက်ရှိကမ်ပိန်းနေတဲ့တမိုးရှိတဲ့သက်သေတွေဖြစ်တယ်ဆိုတာညင်းလို့ရမယ်မထင်ပါဘူးခင်ဗျာ အခုကျွန်တော်နှစ်ပါးသောပကြီကားချက်တွေကိုတတ်နိုင်သလောက်ခံစားပြီးထတာကို ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ပတ်များမှလည်းတခြားသောပကြီကားတွေကိုကျွန်တော် ချိန်ခတ်ခံစားပြီးမှမဟုတ် Artist Artistry Channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ